ဒါပေမဲ့အဲ့ဒီအကျန်းဖတ်သမားတွေကိုဂျိုးမကြွရဲအောင်ဖနှောက်နဲ့တောက်ထားနိုင်တဲ့အတွက်တရားပြေဆိုမှုတဲ့ဒေတာဖြစ်တယ်။ဒါကြောင့်မို့လို့ခွေးတကောင်အတွက်တရားဥပဒေမှာရေးဆိုင်လို့ရတယ်။ဒါကြောင့်ပြေဆိုမှုတဲ့ဒေတာ။ဒါဆိုရင်တရားဥပဒေဆိုမှုတဲ့ဒေတာခွေးတကောင်တက်ပရင်ဆိုင်လို့ရတယ်။မင်းသိလား။မင်းလူတွေကိုဒီညခေါ်လာတယ်မနေ့ကမနေ့အလောင်းလာပေးတယ်။အဲ့တရားဥပဒေဆိုမှုတဲ့ဆိုတဲ့ဒေတာမှာဖြစ်တာနော်။ မင်းတရားဥပဒေစိုးမိုးတယ်ဆိုတာမင်းတော့ခွေးလေခွေးစစ်တက်မလို့ခွေးတွေပေါ်ပဲတရားဥပဒေစိုးမိုးတာလူတွေတက်ရှိလူတက်ရှိတွေပေါ်မှာတရားဥပဒေမစိုးမိုးဘူးအလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ match လ14ရက်နေ့2025ကျွန်တော်နဲ့သူကြည့်ရမယ့်တဲ့င်းတွေကတော့ TVB ရဲ့နောက်ဆုံးရတဲ့င်းတွေပြီးရင်နောက်မှာ People Spring ကတဲ့င်းလေးတစ်ပုံနဲ့ပြီးရင်နောက်မှာတော့ Kitty Media ကတဲ့င်းသူတဲ့င်းကောင်းလေးတွေပဲဖြစ်ပြီးတော့ပြီးရင်နောက်မှာ ဒေတာရှေ PDF ကစကားစစစ်ခွေးတွေရဲ့ drone တွေကိုဖျက်ချလိုက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုနဲ့နောက်ဆုံးမှာတော့ပုတ္တမမဟာခွေးရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်အဆုံးထိလိုက်ပါကြရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ပါလို့ဆိုလဲ subscribe လုပ်ပြီးဝမ်းရံပေးကြဖို့မြတ်တာရက်ခံပါတယ်စလိုက်ကြရအောင် TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ် ကျုံပြုံမျိုးအခြေဆိုင်ခလာရ36တက်ထဲမှာဖန်စီပီတက်သားသက်စုဆောင်ခံထားရတဲ့တက်သားသက်2ဦးထွက်ပြေးလွမြောက်သွားတာကြောင့်ကြံတက်သားသက်တွေကိုအဝတ်စားပေးမှုဝတ်ပဲနေခိုင်းထားတယ်လို့ကျုံပြောခလာရ36တက်ရင်နဲ့နေဆက်သူတွေစီကသိရပါဗျ။ပထောင်မျိုးနဲ့အုတ်ရှိပင်တက်နယ်မှာရှိတဲ့အညောင်ကျိုးစခန်းကိုအရခတက်တော်နယ်ဘူပေါင်းတက်တွေကမတ်လ17ရက်နေ့မနက်ပိုင်းမှာအပိသက်သိမ်းပိုင်နိုင်ခဲ့တယ်လို့အေအေနဲ့နေဆက်သူတွေစီကသိရပါဗျ။ ကျောက်ဖြူမြို့နယ်ကြက်တိန်ကျေးရွာကိုမတ်လ13ရက်နေ့နေ့လယ်2နာရီလောက်ကစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲခဲ့တာကြောင့်ပြည်သူတယောက်သေဆုံးခဲ့ပြီးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်တချို့မီးလောင်ကျွမ်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရခိုင်ပြည်နယ်ပုံနှကျွန်းမြို့နယ်အတွင်းကကြေးရွာပေါင်း၁၀ရွာကျော်လောက်မှာတောက်တုံးရီရှာပါပြီးပြက်လက်နေတာကြောင့်အခက်ခဲတွေကြုံတွေ့နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။မြန်မာနိုင်ငံလူဦးရေရဲ့၃ပုံ၃ပုံဟာ အကြီးအကျယ်စိုးရင်ရလောက်တဲ့အခြေအနေမျိုးအထိစားနပ်ရိက္ခာရှားပါမှုပြဿနာနဲ့ကြုံနေကြောင်းကုလသမဂ္ဂ UN ကသတိပေးပြောကြားခဲ့ပါတယ်။စစ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ရေးပရိပခါတွေကြောင်းလူဦးရေ16.6တန်းလောက်ဟာအရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ UN ကဆိုပါတယ်။အာဏာသိမ်းစစ်ကောင်စီဟာတော်လှန်ရေးအင်အားစုတွေစီထိန်းချုပ်နယ်မြေတွေဆုံးရှုံးရလေလေဒေသခံပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီလမ်းကြောင်းတွေကုန်သွယ်ရေးလမ်းကြောင်းတွေကို ိတ်ပင်လေးလေးဖြစ်တယ်လို့ UN ကမနေ့ကကြေညာချက်ထုတ်ပြန်ပါတယ်။ပြီးတော့လူသားချင်းစာနာမှုအကူအညီပေးသူတွေကိုလည်းစစ်ကောင်စီကပြစ်မှတ်ထားလေးရှိတာကြောင့်လက်ရှိမှာဆိုးရွားနေပြီးသားစားနပ်ရိက္ခအကျက်အတဲကိုပို့ပြီးတော့ဆိုးရွားစေတယ်လို့ဆိုပါတယ်။ကုလသမဂ္ဂရဲ့ပညာရှင်တွေကနိုင်ငံတကာကောင်းဆောင်တွေအနေနဲ့မြန်မာနိုင်ငံရဲ့ဒေသခံလူမှုကိစ္စရေးအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးဒုက္ခကြုံနေသူတွေစီထိရောက်တဲ့အကူအညီတွေပေးပို့ချေအလေးပေးဆောင်ရွက်ဖို့လည်းတိုက်တွန်းခဲ့ပါတယ်။ပြီးတော့နိုင်ငံတကာအသက်အဝန်နဲ့အာဆီယံတို့ကိုလည်း မြန်မာဒုက္ခသည်တွေအတွက်နေဆက်ဖြတ်ကျော်အကူအညီတွေပေးပို့နိုင်ရေးအားထည့်စူးစမ်းပေးကြဖို့ UN ကတောင်းဆိုထားပါတယ်ရှင် UN ကတကယ်လှုပ်လှုပ်နေတော့ကောင်းတော့ဗောနော UN တကယ်လှုပ်လှုပ်ရင်တော့သူပြောတဲ့အတိုင်းလှုပ်ပြင်တော့ကျွန်တော်တိုင်းပြီလေဒီလောက်အထိဆိုးတဲ့အချိန်ကြီးရောက်နေမှာမဟုတ်ဘူးသူကပါဇက်ကတော့တော်တော်ပြောတယ်လက်တွေ့မှာတော့ဘာမှမထူးခြားလောက်လို့ထင်တာပဲ ်နိုင်ငံလုံးမှာထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုဆင်နွဲကဆရာနာတိမ့်မှုကိုအဆုံးသတ်ပေးဖို့အတွက်အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီကာကွယ်ဝန်ကြီးဦးရီမွန်ကအသိပေးကြေညာလိုက်ပါတယ်မလ၈ရက်နေ့ကကျင်းပပြုလုပ်ခဲ့တယ်တမူးတင်နန်းအပတ်စဉ်တင်မြင့်ဆောင်2024တင်နန်းစင်ပွဲကိုပေးပို့တဲ့တဝန်လာထဲမှာအခုလိုထဲ့သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။မြို့သိန်းတိုက်ပွဲအတွေ့အကြုံတွေရရောက်ခဲ့ပြီးဖြစ်တဲ့ PDF ပကဖနဲ့မဟာမိတ်တော်လင်းအဖွဲ့တွေအလုံးလက်တွဲကစစ်မနာအလိုက် ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးစင်ရဲကဆရနာသိမ့်မှုအဆုံးသတ်ကြရတော့မယ်ဖြစ်တယ်လို့လဲကာကွယ်ဝန်ကြီးဥယျာဉ်မွန်ကပြောပါတယ်။ကြာရတော့စစ်ခွဲတယ်ထောင်တောင်းချီတဲ့စစ်အင်အားနဲ့မင်းတို့ထိုးစစ်လာတော့မယ်နော်အခုမင်းတို့ဘာမှမဟုတ်တဲ့တနည်းတနည်းနည်းနည်းချင်းလာမယ်ထိုးစစ်တွေတော့မနိုင်လားထောင်တောင်းချီတဲ့ထိုးစစ်ဆိုရင်တော့ မင်းတို့ခုလောက်ဆိုအဲ့တင်ထပ်ပြီးပြတာနဲ့မင်းတို့စစ်ခွေခြိပန်းနေလာပါပြီပဲခူးတန်တဲ့တဲ့ဘုတ်ကိုတက်ဆက်ပေးကြပါရယ်ပဲခူးတန်အုပ်ဖို့မြို့နယ်ဝိုင်းရွာရဲစခန်းကိုဝင်ရောက်တက်ခတ်ရမှာစစ်တပ်ဘက်က15ဦးဟာတေသွားခဲ့တယ်လို့လက်လက်ကြီးကြီးထိမှန်ကရဲစခန်းတစ်ခုလုံးမီးလောင်ပြာကျခဲ့လို့တာရီခိုင်စီးတောင်ဝန်ကန်ရဲဘော်တစ်ဆာကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဒီတကမှာတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာ ARI အမှတ်3တရင်က PDF ရဲဘော်တွေက လမ်းပိုင်းစစ်ဆေးရေးပြုလုပ်ခဲ့ပြီးစစ်ရေးအခြေအနေတွေကိုပြည်သူတွေထံတင်ပြဆွေးနွေးခဲ့တယ်လို့ AR အမှတ်3တရင်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဂင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စကောက်စီတပ်ရဲ့ပူလူတူစကန်ကို GNLPD ရဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်လိုက်ပြီးအဲဒီစကန်ကစကောက်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အတွက်ထိုင်းစစ်တပ်ကအကူအညီပေးထားရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။တစ်ဖက်မှာတော့အချက်ဖက်စကောက်စီကလေကြောင်းတိုက်ခိုက်မှုတွေမှာပြန် ြေးရပြေးတာမှာနော်မလာသားလေကြောက်လို့ပြေးတာမှာ ထိုင်းဘက်တောင်ရောက်ကုန်ပြီနော်ဟိုဘက်သူများနိုင်ငံလေလေရောက်ရောက်မှပြေးရတာအဲ့လောက်ထိကိုဖြစ်နေတယ်နော်အဲ့လောက်အပွားရောက်နေတာကိုသူတို့ရဲ့ lobby တွေသူတို့ပေါ်မတွေကတော့လေတံတစ်စက်မှမလျှော့တယ်မြင့်ဘုံတွေနဲ့ဒီပညာမြင့် drone တွေကိုပါဇက်တိုက်အသုံးပြုနေပြန်သလိုသူတို့စစ်တပ်ရဲ့အမှတ်ကွန်ကပ္ပဆာစက်ယုံကနေပောက်ကွဲအပြင်းထန်တဲ့ဘုံတွေကိုပါတုံးမြင့်ထုတ်လုပ်နေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ကတင်ပြောပါတယ်တစ်ဖက်မှာတော့ ချင်းမီနယ်ဖလန်းမျိုးကအကြပ်ဖက်စစ်ကောင်စီရဲ့ခလရ268တရင်ဂုံးမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလည်းမနေ့ကညပိုင်းအထိလေကြောင်းပစ်ကူတွေနဲ့ပါအပြင်းထန်ဘုံကျဲခုခံနေရတယ်လို့ဒေတာဒွတ်စီရဲ့သတင်းရေးမိကရန်ကုန်ခေတ်တွေကိုပြောပါတယ်တစ်ဖက်မှာတော့ ပဲကိုတိုင်းကမိုးညိုမြွတ်နယ်လေးအိမ်တန်းကြေးရွာမှာနေတယ်ကိုရဲလင်းဆိုတဲ့သူကိုအချက်ဖက်စကောင်စီတက်တဲ့အုပ်ချုပ်ရေးအဖွဲ့ကြီးကညအိတ်နေတဲ့အချိန်ချင်းအောင်တဲကနေဆွဲထုတ်ပြီးစစ်မှုထမ်းခိုင်းမှုဖမ်းဆီးသွားကြပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ကျော်တို့ကျော် PDF ဒေသရှိ PDF ကစကားစစ်ခွေးတွေရဲ့ဒရုန်းကိုပြစ်ချပြစ်ချနေမှာထမ်းလာတယ်ဟိုဝန်သားစရာလေးပြောရရှိပါတယ်ဟုတ်ကဲ့ပါဒါရေးပြောလိုက်တော့ဗာလေးရလာတယ် ကြည့်လိုက်ပါပါလေးရလာတယ်ဟိတ်ကြလေးတကောင်မင်းသားရပါလေဟိတ်ကြလေးတကောင်မင်းသားလေးသေးသေးလေးတကောင်ရလာပါတယ်လို့နော်မင်းအောင်လိုင်းကိုကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်တို့လူထမ်းတဲ့အတွက်ရန်ကျေးဇူးတင်ပါတယ် Thank you အများကြီးတင်ပါတယ်လို့ကျေးဇူးကျေးဇူးတူးတင်ရှိပါတယ်လို့နော်ကျေးဇူးတင်ပါတယ်နော်ဘုံပေးရတယ်မလေးလေဒီပါပါဒါချေစစ်ပီးရည်နော်အဲဒီပါပါမာလီမာလီနဲ့လေဒါလေးနဲ့ဒါလေးနဲ့ဒါလေးနဲ့ စနိုက်ပါနဲ့ပြစ်ချလိုက်တာနော်သူတို့ကိုစနိုက်ပါနဲ့ပြစ်ချလိုက်တယ်ယူသွားမယ်နော်ယူသွားမယ်အဲ့လိုကျော်လိုက်ပါဦးဘာယူကျေးဇူးတင်ပါတယ်လို့လိုအပ်နာကြပြီအခုလိုမျိုးလူစားနေတဲ့အတွက်ကျေးဇူးပါကျေးဇူးပါပြင်ဖို့ပဲကုန်တော့မှာကြာနော်ပျော်ရွှင်နေကြတာမင်းတို့စစ်ခွေတဲ့ဒရုန်းတွေကြဲတော့လာပြီပြစ်ချမှာကုန်ချမှာဟိုဆက်တက်လေဒီပါပြစ်ချမှာဆက်ကြည့်အောင်ပုတ္တမမဟာခွေပါလေဗျာမလားလေ ကြော်ထားလဲဆိုတော့နေနေပါပဲတဲ့စကိုင်းတိုင်းမှာအရက်သား9300ကျော်တည်ဆုံးခဲ့ပြီးတော့3800ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်တဲ့ဆိုတော့ထိခိုက်ဒဏ်ရာရတဲ့လူတွေတည်ဆုံးသူနဲ့ပေါင်းလို့ရှိရင်တပေါင်းနီးပါးရှိတယ်ပြမတော့သူတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ PDF တွေကြွေးကြော်ခဲ့တာကစာခပင်ညာစကိုင်းတိုင်းလူကြည့်တော်ခဲ့အခုတော့ဗတက်ပင်ညာစကိုင်းတိုင်းဖြစ်သွားပြီပြမတော့အလူချီကချင်ညာတဲ့ထဲမှာခုနကသူဖတ်ပြတဲ့တဲ့ချင်ညာတဲ့ထဲမှာကနော် စကိုင်းတိုင်းမှာပြည်သူလူထုတွေတည်သွားတာကြောင့်9000ကျော်တည်မှာ3000ကျော်လက်ခံရတယ်ဆိုလားအဲ့လိုပါတဲ့တဲ့ရှင်ကိုဒါကစစ်ဗါ PDF တည်ရဆိုမှသူကပြောင်းလဲပြောင်းစားလို့တော့ပေါ်တင်ပဲလိမ့်တာနော်အခုမှ तू ဖတ်ပြရတဲ့တဲ့ရှင်ကို तू ကိုယ်တိုင်ဖတ်တယ်မှာပြည်လူထုတွေဘယ်လောက်တည်သွားတယ်ဆိုမှ तू ကိုယ်တိုင်ဖတ်ပြရင်မှ तू ပြောင်းလဲနော်ဒီချက်မှာကိုပြောင်းလဲနော်ဒီကောင်မလေးဘလောက်လေးလိန်တက်လဲဆိုအဲ့မှာပြောင်းလဲနေတာ။ဒါ PDF တွေတည်တာ PDF တွေဟိုမှာ8000 3000နဲ့9000နဲ့ပေါင်း8500ကျော်လောက်ကိုအဲ့လောက်ပဲဖြစ်တာ။1000နီးပဲ။သူက ပိုအမောက်များတော့တောင်းနေပါဆိုမှသူကအဲပတောင်းနေပါပဲထက်တော့တော့ဟို၈၅၀၀လောက်ကျော်ဆိုလို့အဲ့လိုပြောလို့ရတာဟုတ်မပြောတောင်းနေပါပဲထက်တော့ဝင်မှမရရအောင်လိမ့်မှာဝင်ကြီးချုပ်ဆိုတဲ့မဲဝင်းခိုင်တန်းပြောခဲ့တာကတော်လန်ရေးကို2023ကိုအခုမခံဘူး2022မှာတည်းအပြီးတိုင်တယ်အဲ့ဒီလိုပဲ NUG ကနေပြီးတော့တယ်ဇာတော့ဝင်ကြီးတင်ထုံးအောင်ပြောခဲ့တာကတော်လန်ရေးကိုနှစ်နှစ်နဲ့ပြီးတိုင်တယ်ပြောရင်စစ်ကောင်စီတင်ရိုင်းစကိုင်းတိုင်းလို့ပြောကြည့်တော့ လက်ရှိစစ်ကောင်စီတင်းကျိုင်းစကိုင်းတိုင်းလိုထွေးကြော်ခဲ့တာစကိုင်းမှာမင်းတို့စစ်ခွေးပပဆက်ဆက်တေးရတယ်မင်းတို့မသိဘူးလားဟမ်စကိုင်းတိုင်းထဲမှာမင်းတို့စစ်ခွေးဘယ်လိုတေးနေလဲဆိုတော့မင်းတို့မသိဘူးမင်းတို့စကိုင်းတိုင်းလိုမင်းတို့ဘယ်လိုသွားရဲလုံးမင်းတို့စစ်ခွေးတွေကိုစကိုင်းတိုင်းနဲ့လွတ်ကြည့်လိုက်ဘယ်လိုသွားရဲတော့ဘယ်စစ်ခွေးတွေသွားရဲတော့လေရင်တော့ပဲသွားရင်မှသွားတော့ဘုံကျဲနေတာစကိုင်းတိုင်းအဲ့ဒါကိုမင်းဘာလို့ရှောက်ပြောနေတာပြီးရင်မင်းအယုံကြီးရဲ့ဝင်ကြီးတွေပြောတဲ့စကားတွေမပြောနဲ့နှစ်နှစ်ပြီးအောင်တိုက်မယ်ဘလောက်တွင် ပြီးအောင်တိုက်မယ်မပြောနဲ့မင်းအဖေမင်းပထွေး မင်းအောင်လိုင်းတိုင်းပြည်ကိုအုပ်ချုပ်ပြီးမှ6လငယ်အောင်ထိမ့်မယ်ပြောတာ6လဆယ်ခါတိုးပြီးတော့မှမငယ်ဘူးအဲ့တော့မှတိုင်းပြည်ရဲ့ငါပြောနေကြတိုင်းပဲတိုင်းပြည်မှာအကြီးမားဆုံးစစ်တပ်ကြီးကိုကင်ထားတာနော်အကြီးမားဆုံး90ကျော်တပ်တန်းရှိတဲ့စစ်တပ်ကြီးကမ္ဘာအဆင့်ရှိစစ်တပ်ကြီးတွေနဲ့ကင်ထားတဲ့ဟာတော်မှဒီရဲ့မနစ်တနီယာမှာတော်လန်ရေးဆောက်လုပ်တဲ့လူတွေကို6လမပြောနဲ့6လ10ခါတိုးပြီးတော့မှမင်းတို့မထိန်းနိုင်အောင် အဲ့ဒါမင်းတို့ပို့ရှက်တင်လားဒီအန်ယူဂျီဝင်ကြီးတွေရှက်တင်လားအန်ယူဝင်ကြီးတွေဆိုတာကတော်လိုင်းကြီးလှုပ်ရှင်တဲ့စိတ်ကြောင့်ပြောတာသူတို့ကလက်နက်တွေလည်းစုဆောင်ရအောင်စစ်အဲနှုတ်ရော PDF ရေးပေါ်လေးတွေရောတင်တန်းတွေကောင်းကောင်းပေးလက်နက်တွေအကုန်စုဆောင်အောင်မလှုပ်ရှားတဲ့အများကြီးရှိတယ်နော်အများကြီးကြားနေသူကဒါချိန်ညာလားဆိုစိတ်သက်စစ်စင်ရေးပုံစံချိန်ညာလားမင်းတို့အဘမှာအချက်မရှိ6လပြီ6လတူ6လပြီ6လတူမတည်မချင်းတိုးရလို့ပြောလိုက်တာမင်းတို့အဘမတည်မချင်းတက်တန်တိုးတယ် ပြီးရင်တမန်တော်လည်းလှုပ်ရှင်နေဆိုလည်းလှုပ်လိုက်တော့နော်မင်းအဲ့ဒါအရှက်မရှိမပြောနဲ့မင်းတို့စစ်တက်ကြီးတော့မှဒီရဲ့6လ6လတူတူမှဟိုအငင်းချောင်းတင်းကြီးအောင်လှုပ်နိုင်နေဆိုမှခုလည်းမလှုပ်ပြီးဆိုမင်းတို့ပြောတဲ့ဗျံမတာရွေးကောက်ပွဲကဘယ်နေ့မှရွေးကောက်ပွဲလုပ်မယ်ဘယ်နေ့မှရွေးကောက်လုပ်မယ်ဟိုနေ့မှရွေးကောက်ပွဲမလုပ်မယ်ဒီနေ့မှရွေးကောက်ပွဲလုပ်မယ်နဲ့ပြောနေကြမင်းတို့မရှက်ဘူးလားဟမ်မင်းတို့ကာချုပ်ကြီးမင်းတို့ရဲ့ဘဘမင်းအောင်လိုင်းကိုယ်တိုင်ပြောနေတာရွေးကောက်ပွဲကိုဘယ်နေ့လုပ်မယ်ပဲဘယ်နေ့မှလုပ်မယ်ဘယ်နေ့မှလုပ်မယ်ဆိုမှရွှေ့ရွှေ့နေကြမင်းမရှက်ဘူးလားဟမ်အဲ့ဒါရှက်တဲ့နာမို့လားအဲ့ဒါပိုရှက်တဲ့နာနော် နော်အယုံကြီးကကဝေးဝင်ကြီးတဲ့တော်ထဲမှာနေမှမရှိရစစ်တက်လေးတွေမရှိရှိတဲ့စုမှကျင်ရတယ်ဆိုတာကသူတို့ကမဖြစ်လာရင်လည်းဆိုရှက်စရာအကြောင်းမရှိဘူးမင်းတို့ကစစ်တက်ကြီးတက်တက်လို့လက်နဲ့အပြည့်စုံနဲ့ကပအစစ်မြင်စစ်တက်ကြီးရှိနေတာနဲ့မင်းတို့ရဲ့ပြောစကားတစ်ခုမှမဖြစ်လာတာမင်းတို့ကပိုရှက်တဲ့နဲ့တိလာခွဲရဲ့ဘာလို့ဗဒတ်တင်ကြိုင်းစကိုင်းတိုင်းဖြစ်နေဆိုတော့ဒီနေ့တည်းကအာနထိုးကြီးဗဒတ်တင်ကြိုင်းစကိုင်းတိုင်းဆိုဗဒတ်တေးတာဗနယောက်တေးလဲဆိုမင်းပြလေတေးတော့တေးတယ်ကွာမင်းပြောသလောက်မတေးဘူးမင်းတို့စစ်ခွေးတွေအဲစကိုင်းတိုင်းမှာတေးတာမှာ တိန်ချီတန်းတောင်းချီတိန်ချီတော့မကတော့နေမှာเนาะမင်းအဲ့လက်စင်းလည်းတက်ရှာကြည့်ဦးဟာကျွန်တော်တို့တက်မလို့စေချောင်းဈာဖြတ်တက်ခဲ့ခင်ရတို့ကျွန်တော်တို့ကိုမှုမှုစစ်ပါဝင်စစ်တီဖန်ကြီးခင်ရတာရှိတယ်ပေါ့နော်ဟာဒီတိန်းနဲ့ပတ်သက်ပြီးတော့ဒေထွေးတိန်းတွေကိုဘာလို့မပြောကြတာမပြောရလဲဆိုပြီးတော့အတစ်ဖက်ကဘုံချုံမျိုးညီလေးတွေကကျွန်တော်ကိုခက်နေတယ်လို့ရွှဲတယ်လို့လာနေကြတယ်ကျွန်တော်မလို့တပတ်တိန်းကိုကြောက်ကြည့်လိုက်ပါတီတီရဲ့မိခင်အချက်ဖက်ကဒီရှိတဲ့နေရာတိုင်းမှာ 路这样也带个，亏着搞老带五星。如果带的强嘛，亏着搞老带五星。哎，亏百姓固然啊，亏国得比较多。如果想问老家的，哎，你皮线的户撇开也行。想问的都多少钱一斤？如果想问老家的，哎，嘛亏百姓固然，亏国家也得比较多。为啥嘛？你看我亏百姓啊，亏国家在这边发，我啊，这差头是我这边发的比较 ဒီလိုခိုးရိုက်တယ်ပြီးတော့လိုင်းပေါ်မှာတင်လိုက်တယ်တင်လိုက်တဲ့ကတော့အာတိဆန်ချစ်သူများအဖွဲ့ပေါ်အာတိဆန်ချစ်သူများအဖွဲ့ကဒါခွေးတွေကိုညှိပန်းနေစေပါလေဆိုပြီးတော့အဲ့ဒီခွေးတက်တဲ့လူနဲ့ခွေးဝယ်စားတဲ့လူကိုခွေးတက်တဲ့အမှုတဲ့တရားစွဲပြီးတော့အခုပြည့်တဲ့ကိစ္စဒါအုပ်ဝတိုင်းနေဖြစ်ပြီးတာကိစ္စဒါက ရန်ကုန်ဆိုတာကျမ်းမာသမားတွေမရှိလို့တရားဥပဒေစိုးမိုးတဲ့နေမျိုးဖြစ်တယ်။ကျမ်းမာသမားတွေလုံးဝမရှိဘူးလားဆိုတော့မဟုတ်ဘူးရှိတော့ရှိတယ်။ဒါပေမဲ့အဲ့ဒီအကျမ်းဖတ်သမားတွေကိုဂျိုးမကြွရင်အောင်ခနောက်နဲ့တောက်ထားနိုင်တဲ့အတွက်တရားဥပဒေစိုးမိုးတဲ့ဒေသဖြစ်တယ်။ဒါကြောင့်မို့လို့ခွေးတကောင်ခွေးတကောင်ပိုင်ရှင်နဲ့ရောင်းသူဝယ်သူကြည်ပြူလို့ရောင်းလာတော့မှခွေးတကောင်အတွက်တရားဥပဒေမှာရင်ဆိုင်လို့ရတယ်။ဒါတရားဥပဒေစိုးမိုးတဲ့ဒေသ။ဒါဆိုရင် တရားဘူးဥပဒေစိုးမိုးတဲ့ဒေသအခွေးတကောင်တက်ပရင်ဆန်လို့ရတယ်မင်းသိလားမင်းလူတွေကိုဒီညခေါ်လာတယ်မနေ့ပြန်မနေ့အလောင်းလာပေးတယ်အဲ့တရားဥပဒေစိုးမိုးတဲ့ဆိုတဲ့ဒေသမှာဖြစ်တာနော်မင်းတို့တရားဥပဒေစိုးမိုးတဲ့ဆိုတာမင်းတို့ခွေးလေခွေးစစ်တက်မလို့ခွေးတွေပေါ်ပဲတရားဥပဒေစိုးမိုးတာလူတွေတက်ရှိလူတက်ရှိတွေပေါ်မှာတရားဥပဒေမစိုးမိုးဘူးလူတက်ရှိတွေမင်းတို့ဒီညခေါ်လာတယ်မနေ့ကျရင်အလောင်းလာပို့တယ်မိသားစုကိုအလောင်းပြန်မပေးတာလေများကြီးပဲနော်ပပပပဆက်ဆက်နှိပ်ဆက်ပြီးမှတက်တဲ့အမှုတွေများကြီးပဲ အဲ့ဒါလေခုခုမှဥပဒေရဘာလို့လို့မရအောင်နော်မင်းတို့ရဲ့ခွေးရခွေးဥပဒေကိုပဲခွေးတွေကိုအချင်းချင်းအောင်ပဲကောက်ွယ်ပေးမှာပဲမင်းတို့ဥပဒေရနော်မင်းတို့ခုခွေးတက်ခံရတဲ့ခွေးအတွက်ဥပဒေရှိတယ်အဲ့ဒါကြောင့်မင်းတို့အုပ်ချုပ်နေတာခွေးအုပ်ချုပ်နေတဲ့အတွက်ခွေးအတွက်ပဲဥပဒေရှိမှာပဲလူတွေတော့ဥပဒေမရှိဘူး။မလူတွေတော့အမခံချက်မရှိဘူး။ဒီညပေါ်တာဆွဲရင်ဆွဲတော့မယ်။နောက်ပြန်အိမ်ထဲလာဆွဲရင်ဆွဲမယ်။အကုန်လုပ်လို့ရတယ်။လူတွေတော့အမခံချက်မရှိဘူး။ လက်ရှိမှာ NGPD ရဲ့လည်းမျိုးဥတော်နိုင်ရေးဆိုပြီးတော့တို့တို့ဒီတိုက်ပွဲဖော်ဆောင်တဲ့နေရာမှာကြီးလိုက်ပါခုလက်ရှိစကိုင်းတိုင်းမှာတေးတဲ့လူတွေတရားရတဲ့လူတပေါင်းနေပါရှိအဲ့ဒီလူတွေရဲ့လူတပေါင်းရဲ့အတက်ဟာခွေးတကောင်လားငါတို့ရဲ့အယုံကြည်နဲ့ PDF မှာတပေါင်းနေပါရှိတယ်ဆိုတော့အဲ့ဒါမင်းတင်းကျင်ကြတဲ့မှာ PDF လို့ကျင်ကြတာပဲမြန်အယုံကြည်နဲ့ PDF ထဲမှာလို့ပြောတယ်ရတယ်အယုံကြည်ရဲ့ PDF ထဲမှာတပေါင်းနေပါဆိုမင်းတို့ထဲမှာနှစ်သိန်းတစ်သိန်းနှစ်သိန်းတော့ကလာမလို့မင်းတို့တဲတိုင်းမှာလေ့လာကြည့်လိုက်အောင်နော် အရင်လေ့လာကြည့်လိုက်အောင်တမ်းမရှိခင်ဗျားတို့ရအောင်ပြီဆိုမှအဲ့တပေါင်းနေပါခွေးတကောင်လားတမ်းမရှိဘူးလေနော် သူတို့ခွေးတွေကတမုံရှိတယ်သူတို့ခွေးအုပ်ချုပ်နိုင်ငံမှာသူတို့ခွေးမတွေဒီဒီခုသူတို့ခွေးမလော်ဘီတွေခွေးမဟာလေပြီးရင်ခွေးဥပဒေတွေဟိုဟိုတနေ့ရန်ကုန်မှာခွေးရိုက်တတ်တဲ့ဟာလေအဲ့ဒါလေရပဲဥပဒေထဲမှာအရေးဝင်တယ်အကျုံးဝင်တယ်လူတွေကိုတတ်ခင်ရတယ်အကျုံးလုံးဝမဝင်တော့ဒီနေ့အေဂျင့်ကိုပြန်သွားပြီးတော့လူနဲ့သူနဲ့တူအောင်နေချင်းနေဆိုရင်လက်ရှိနားစားကအစိုးရကျင်းပါမယ်ရွေးကောက်ပွဲကိုခင်ဗျားတို့ကိုယ်တိုင်ပါဝင်ဖို့လိုအပ်တယ်သူတို့ရဲ့စစ်ခွေးရွေးကောက်ပွဲကို ပါဝင်မလို့အပ်တယ်လေမင်းတို့စစ်ခွေးခေါင်းဆောင်လုံးမယူကောက်ပွဲကိုမင်းတို့ခွေးတွေပါကြလူတွေဒီလောက်ဖြစ်နေတာအောင်မမင်းတို့ခွေးဥပဒေအုပ်ချုပ်တဲ့နိုင်ငံမှာဆိုတော့ခွေးဥပဒေနဲ့အဲ့ဒီခွေးတွေတော့ပဲမင်းတို့အရေးဝင်မှာအဲကြောင့်မို့အဲ့လိုလမ်းမေးခွေးတွေခေါ်ပြီးမင်းတို့ရွေးကောက်ပွဲလုပ်ကြလမ်းမေးခွေးတွေအကုန်စုနော်စုပြီးမင်းတို့မအလောက်မဲတဲ့ခိုင်းဟုတ်ပြီလားအကုန်လုံးမဲတဲ့ခိုင်း ပြင်းပြောမယ်မင်းညံကုန်းမှာအဲ့လည်းမင်းတို့စစ်စစ်တာစစ်တာအုတ်ချုပ်လို့ A channel ဆိုရင်စစ်ခွေးအုတ်ချုပ်လို့ A channel ဆိုရင်မာ PDF တွေကိုဖနှောင်းနဲ့တက်နေတာလေလို့မင်းပြောရအောင်မင်းတို့ညံကုန်းဟိုလား yes scan ဘုံပေါက်လိုက်ဟိုအုတ်ချုပ်ယူမှုဘုံပေါက်လိုက်ဟိုအုတ်ချုပ်မှုတက်ခံလိုက်ဒီအုတ်ချုပ်မှုတက်ခံလိုက်ရတယ်အဲ့ဒါကြောင့်ဘယ်လိုလဲတော့အဲ့ဒါလေးကကြောင့်ဘယ်လိုလုပ်သွားတာလဲအမင်းစစ်တက်ကလည်းပြန်လုပ်သွားတာလားမင်းတို့စစ်တက်ကပဲဖနှောင်းနဲ့ပေါက်လိုက်တာလားနော်ခွေးအုတ်ချုပ်တဲ့နိုင်ငံမှာခွေးအုတ်ချုပ်တဲ့ data တင်မှာတော့ခွေးဥပဒေစိုးမှုတာ ဘာမှပြောကြရမရှိဘူး။ဒါပေမဲ့လူဥပဒေမစိုးမိုးတာခက်နေတယ်။အဲအကြောင်းမဲလဲရွေးကောက်ပွဲလဲလှုပ်เสียအကြောင်းမရှိဘူး။ဘယ်သူမှလည်းထောက်မခံအောင်။မင်းလှုပ်ရှင်နေဆိုမင်းတို့ခွေးအုပ်စုပဲလှုပ်ကြ။ဒီလိုလဲတော့ပါပဲ။အစုံလေးလိုက်ပါကြည့်ရှုပြီးတဲ့အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါလေ။ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပြီးဝမ်းညာပေးကြပါ။မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ။စစ်အာဏာရှင်အမြန်ဆုံးကြာရှုံးပါစေ။ရေးတော်ပုံအောင်နေပြီ။